ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့စက်တင်ဘာလ26ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေးပေါ်လာရုံပါဒီ channel လေးကမြေပြင်ခြေနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပရမအုံးဆုံးအနေနဲ့တင်ဆက်ပေးကြတာကတော့ဝတ်သူမြို့မှာထွက်လာတဲ့စစ်တစစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား35ဦးကျော်တိတ်ဆုပ်ပြီး6ဦးအရှင်ဖမ်းပြီးလက်နက်ခဲယမ်းများပါတင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ် စကိုင်းတိုင်းဝန်တူမြို့နယ်ဝန်တူမြို့မှာအင်အား60ခန့်နဲ့ထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ချင်းမုံကဲရံမှာ35ဦးကျော်သေဆုံးပြီးစစ်တုံးပန်း6ဦးနဲ့အတူလက်နက်ကင်းများနဲ့တင်ဆက်ရရှိခဲ့ကြောင်းကောလင်းခေအမတ်လေးတက်ရင်မှကိုရှိုင်းရှိုင်းကပြောကြပါတယ်စက်တင်ဘာလ3ရက်နေ့ကဝန်တူမြို့မှာအကြမ်းဖက်စစ်သား90ရောက်နဲ့လက်အောက်ခံရေး10ရောက်တို့စုစုပေါင်းအင်အား60ရောက်ပါတဲ့စစ်ကြောင်းတစ်ကြောင်းထွက်လာကြောင်းအစူပါစစ်ကြောင်းကိုထောက်ကြံတော်ရွာအနီး ချက်ကောင်းတောင်အရောက် ပြည်သူကောက်ွယ်ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ချေမှုန်းခဲ့ရမှာစစ်သားအလောင်း30ကျော်စစ်တုံးပန်း9ဦးနဲ့အတူလက်နက်ခင်းရဲ့အများပြားတင်စစ်ရရှိခဲ့ကြောင်းသိရှိရပါတယ်။ရင်းတိုက်ပွဲဖြစ်ပွားပြီးနောက်စုတ်ခွာထွက်ပြေးသွားတဲ့စစ်သား12ဦးရှိပြီးအဆိုပါစစ်သားများမှာဒဏ်ရာရရှိသူများလည်းပါဝင်ကြောင်းရင်းစစ်သား12ယောက်မှာဝန်တုံမျိုးကိုပြန်လည်ဝင်ရောက်သွားခဲ့ပေမဲ့လည်းဒဏ်ရာရရှိတဲ့စစ်သား၄ဦးကတော့ဝန်တုံမျိုးကိုရောက်ရှိချင်းတိတ်ဆုံးသွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ဒါအပြင်တော်လိုင်းကြီးတက်ကဖမ်းမိတဲ့စစ်တုံးပန်းစစ်သား9ဦးအနက်စစ်သား2ဦးမှစေဝါကုသပေးနေစဉ်တေဆုံသွားကြောင်းထို့ကြောင့်အရှင်ဖမ်းမိသူ6ဦးသာကြန့်ရှိကြောင်းစစ်တုံးပန်းတွေကိုစစ်စစ်မင်းမြန်ကတိုင်းစစ်ထနာကိုပို့လိုက်ကြောင်းသိရှိရပါတယ်။တိုက်ပွဲဖြစ်တာကတော့စက်တင်ဘာလ4ရက်နေ့နဲ့စက်တင်ဘာလ9ရက်နေ့2ရက်ထဲဖြစ်တာဒါပေမဲ့သူတို့ကိုလိုချင်တဲ့နေရာရောက်အောင်မောင်းသွင်းရတယ်ကျွန်တော်တို့ဘက်ကတက်ခွဲမှုစစ်ကြောင်းမှုကအရင်ကောင်းတယ်သူ့ရဲ့လှုပ်ဆောင်မှုတွေအဲ့ဒီတိုက်ပွဲတွေမှာအရင်ကောင်းခဲ့တယ် လူကျင်တဲ့နေရာရောက်တယ်ကျွန်တော်တို့လူကျင်တဲ့အတိုင်းဖြစ်ခဲ့တယ်ကျွန်တော်တို့ဘက်ကစီစီလုံးလုံးနဲ့တိုက်နိုင်ခဲ့တယ်ငွေရနေ့ညနေ6:40မိနစ်မှာတပောက်ဖွင့်ပေးထားတဲ့အတွက်အပြစ်သက်လုံဆောင်နိုင်ခဲ့တာဖြစ်တယ်လို့ကောလင်ခဲအမတ်လေးတက်ရင်မှကိုရှင်းရှန့်ကပြောကြပါတယ်အဆိုပါတိုက်ခိုက်မှုကိုအမတ်တစ်စစ်တေတာကောလင်ခဲအမတ်လေးတက်ရင်တက်ခွဲမှုရဲဘော်တကုံနဲ့ရဲဘော်ပေါ်ကာတို့ကဦးဆောင်ကကောလင်ခဲအမတ်လေးတက်ရင်နဲ့ကောလင်ခဲအမတ်တစ်တက်ရင်မှတပ်ဖွဲ့ဝင်များပူးပေါင်း၍တက်ခတ်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်၁၂ဦး မစိုးရင်ရအနေငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့လေကီကောမြို့တစ်စစ်ကြောင်းထိုးနေတဲ့စစ်တပ်ကို BGF တရင်အချို့ကူတိုက်ပင်းနေမေဝါခီယောဘက်ကစစ်ကြောင်းထိုးလာတဲ့ BGF ဗိုတင်ဝင်းတပ်ဖွဲ့အထိနာလေးရမြောင်နေတိုက်ပွဲမှာစစ်တပ်အလောင်းတွေပုံနေတယ်လို့သတင်းရင်းမြစ်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်လေကီကောမြို့တစ်ကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာ အထိနာနေလို့ကရင်နယ်ကြားစုံတက် PGF ရဲ့တရင်တချို့ကကူတိုက်ပေးနေတယ်လို့ KNU တမချုပ်နေမီကတော်လိုင်းသတင်းရင်းမြစ်တွေကပြောပါတယ်စစ်ကောင်စီတား၄ကီကော်မြို့တဲ့စီကိုစစ်ကြောင်း၅ကြောင်းနဲ့ထိုးစစ်ဆင်ရမှာ PGF ရဲ့ဗိုလ်တင်ဝင်းအဖွဲ့က၄ကီကော်ရဲ့အရှိမြောက်ဖက်မေဝါခီယော်ဘက်ကနေစစ်ကြောင်းကူထိုးလာပြီး PGF ရဲ့ဗိုလ်မုတ်တုံအဖွဲ့က၄ကီကော်ရဲ့အနောက်မြောက်ဖက်ကကြောက်ကူယော်ကနေစစ်ကြောင်းထိုးလာတယ်လို့တော်လိုင်းသတင်းရင်းမြစ်တွေကပြောပါတယ်မေဝါခီယော်ဘက်ကနေစစ်ကြောင်းထိုးလာတဲ့ ဘူတင်ဝင်းတက်ဖွဲ့အထိနာနေတယ်လို့လဲစုံစမ်းသိရှိရပါတယ်။သူတို့ကကူတိုက်ပေးနေတာလို့သတင်းထွက်တာပေါ့။တေချာတလောက်ပါပဲ။ဘူတင်ဝင်းရဲ့လူတွေလဲထိကြတယ်လို့ကြားတယ်လို့တက်မဟာချောက်နေမီကတော်လိုင်းသတင်းရှိမြစ်တူကပြောပါတယ်။စက်တင်ဘာလ25ရက်နေ့ကတိုက်ပွဲတွေပြင်းထန်နေပြီ။တိုက်ပွဲအတွင်းမှာတိတ်ဆုံးခဲ့တဲ့စစ်ကောင်စီတပ်သားအလောင်းတွေစုပုံနေတယ်လို့လဲ၎င်းကဆက်ပြောပါတယ်။လိဂီကောမျိုးတစ်ကိုရဖို့အတွက်စစ်ကောင်စီတပ်ဟာစက်တင်ဘာလ27ရက်နေ့ကစတင်ပြီးစစ်ကြောင်းထိုးလာတာလည်းဖြစ်ပါတယ်။ စက်တင်ဘာလ23ရက်နေ့ကလေကီကော်မြို့စီကိုစစ်ကြောင်း9ကြောင်းနဲ့ထိုးစစ်ဆင်ရမှာနေရာ3နေရာမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်တပ်ဘက်ကတိုက်စုံတိုက်ခိုက်ဒဏ်ရာရရှိသူများပြားကအတိနာခဲ့တယ်လို့မြေမြမာတိုက်ပွဲဝင်နေတဲ့စီးရီးတရင်ရှိမဲ့အချို့ကပြောပါတယ်စစ်ကောင်စီတပ်ဟာစစ်မှုထမ်းဥပဒေနဲ့မတရားဖန်ဆီးခေါ်ဆောင်လာတဲ့ပြည်သူစစ်တပ်သားတွေကိုမွေးရစည်းတွေကျွေးပြီးရှေ့ကတိုက်ခိုက်တာလို့သိရှိရပါတယ် ါကြောင့်စီးကြောင်ပြီးအသိစိတ်လွတ်တယ်လို့ခြေကတက်လာတဲ့စစ်သားတွေတိတ်ဆွမှုအများဆုံးဖြစ်တယ်လို့သိရှိရပါတယ်။စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်နေတဲ့ကော့ဘရာစစ်ကြောင်တဲ့စစ်ကြောင်မှုစော့ကော်ကတော့မိဘပြည်သူတွေကိုသားလူငယ်လူရွယ်တွေရှိရင်ပတ်စပြည်သူစစ်တွေပါမတော်စေဖို့အထူးဂရုပြုစေခြင်းပါတယ်။အခုတက်လာတဲ့ပတ်စတွေကကြောင်တောင်တောင်တွေစီကြွေပြီးရှစ်ကိုလွတ်တင်တယ်လို့ယူဆရပါတယ်။စေမကောင်းစွန်နဲ့ကိုဘက်ကကင်ထုတ်လိုက်ရတာများတယ်လို့မနေ့ကစက်တင်ဘာလ23ရက်နေ့တိုက်ပွဲပြီးမှ သူ့ရဲ့လူမှုကွန်ရက်ကနေရေးတာအသိပေးထားပါတယ်။စစ်ကောင်စီတပ်လက်တလုံးမှာတော့လိကီကောမြို့တင်နာမှာပဲရှိသေးပြီးမြို့ရဲကိုဝင်လို့မရသေးပါဘူး။တော်လိုင်းကြီးတက်တွေတင်ပိုက်ထင်းချုပ်ထားတဲ့လိကီကောမြို့တစ်ကိုပြန်လည်ထင်းချုပ်နိုင်ဖို့အတွက်စစ်တပ်ဟာစက်တင်ဘာလ22ရက်နေ့ကစတင်ပြီးတပ်မနှစ်နှစ်တပ်မငါးငါးလက်အောက်ခံတပ်တွေကိုစူးစီကအင်အား900လောက်နဲ့စစ်ကြောင်းထိုးလာတာပါ။မြောက်ရီမြို့စုံတပ်အမှတ်1ခုကချီလင်တရင်ကနေလဲလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ကူပေးနေပါတယ်။ ထိုးစစ်စင်လာတဲ့စစ်တပ်ရဲ့စစ်ကြောင်းတွေကို KNU တပ်မ6ဦးဆောင်တဲ့တော်လိုင်းပူပေါင်းတပ်တွေကမြို့မကျစေဖို့အပြင်းထန်ခုခံနေပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ကမ်ဘလူမြို့နယ်အောင်ချမ်းသာရွာကိုမိရှုဖြစ်စည်းသွားတဲ့စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်တပ်ဘက်မှ73ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းကမ်ဘလူမြို့နယ်အောင်ချမ်းသာရွာကိုမိရှုဖြစ်စည်းသွားတဲ့အချက်ဖတ်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရမှာစစ်တပ်ဘက်မှ73ဦးသေဆုံးခဲ့ကြောင်း ဒေတာရင်းတော်လိုင်းသတင်းရင်းမြစ်ကပြောဆိုပါရတယ်။စက်တင်ဘာလ23ရက်နေ့မှာကမ်ပလူမြို့နယ်ကာဘူးရွာမှထွက်လာတဲ့အင်အားတရာကျော်ပါဝင်တဲ့စစ်တပ်စစ်ကြောင်းဟာအောင်ချမ်းသာရွာကိုဝင်ရောက်စီးနှင်ပြီးပြည်သူပိုင်နေအိမ်ရှစ်လုံးကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာပြည်သူပိုင်နေအိမ်တွေကိုမိရှို့ဖျက်ဆီးပြီးနောက်အနီးအနားကျေးရွာတွေကိုထပ်မံဝင်ရောက်စီးနှင်ရထွက်ခွာလာစဉ်တော်လိုင်းတပ်ဖွဲ့တွေကလမ်းပိုင်းတနေရာမှာမိုင်းဆွဲတက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရင်းမိုင်းဆွဲတက်ခိုက်မှုအတွင်းမှာ အကြံပတ်စစ်တပ်ဘက်မှ73ဦးသေဆုံးကထပ်မံစစ်ကြောင်းထူးခြင်းမပြုလုပ်တော့ဘဲကာဘူးကျေးရွာစတင်ကြောင်းအတွင်းကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်။အောင်ချမ်းသာရွာကပြည်သူပိုင်နေရှစ်လုံးကိုမိရှုဖျက်ဆီးသွားတဲ့စစ်ခွေတွေကိုတော်လိုင်းတပ်ဖွဲ့တွေကလမ်းပိုက်တနေရာမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။စစ်ခွေ73កောင်သေဆုံးပါတယ်။အဲ့ဒီစစ်ခွေတွေကအောင်ချမ်းသာရွာအနီးကရွာတွေကိုထပ်ပြီးတော့စစ်ကြောင်းထိုးဖို့ထွက်လာတော့မိုင်းမိသွားတော့စစ်ခွေတွေအကုန်လုံးကာဘူးရွာရဲကိုပြန်ဝင်သွားတယ်လို့ ဒေတာရင်းတော်လိုင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်လက်ရှိအချိန်မှာအချမ်းဖတ်စစ်တပ်ဟာကံဘလူမြို့နယ်အတွင်းမှာရှိတဲ့ပြည်သူများနေထိုင်တဲ့ကြီးရွာတွေကိုလေကြောင်းနဲ့ဘုံကျဲတက်ခတ်ခြင်းမြေပြင်စစ်ကြောင်းများကလည်းကြီးရွာတွေကိုစစ်ကြောင်းထုမီးရှို့ခြင်းများကြောင့်ပြည်သူများတတိပြုနေထိုင်ကြဖို့တော်လိုင်းအင်အားစုတွေကမြစ်တရက်ခံထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ခင်ဦးနဲ့ရွှေဘူအဆက်တိုက်ပွဲမှာတေဆုံးသွားခဲ့တဲ့တမခွန်ခွန်မတရင်မူဒုဗိုလ်မူကြီးနဲ့ဗိုလ်ကြီးမင်းထက်တို့ရဲ့အလောင်းများအပါအဝင် စစ်သားအလောင်းတွေကိုစစ်တပ်ကလာမကောက်တဲ့အတွက် PDF တွေကမြေမြုပ်ပေးခဲ့ရကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းခင်ဦးမြို့နယ်နဲ့ရွှေဘုံမြို့နယ်အဆက်တိုက်ပွဲအတွင်းမှာတိုက်ဆုံသွားခဲ့တဲ့တပ်မကွန်ကွမတရင်မှုဒုတိယဗိုလ်မှူးကြီးနဲ့ဗိုလ်ကြီးမင်းထွတ်တို့ရဲ့အလောင်းများအပါအဝင်စစ်သားမသားအလောင်းတွေကိုမြေမြုပ်တကြိုပေးလိုက်ကြောင်းခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောကြားပါတယ်။စပင်မလာ22ရက်နေ့ခင်ဦးမြို့ပေါ်မှာရှိတဲ့စစ်တပ်ကရွှေဘုံမြို့နယ်အခြေစိုက် လစ်ချင်ရှင်းတဲ့ဘုတ်ကုန်းပြူရွာကိုခိုးကြောင်ခုဝက်ထွက်ခွာလာတဲ့ပြည်သူကာကွယ်တပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ကြောင်းစစ်တပ်မှဒုတိယဗိုလ်မှူးကြီးတဦးဗိုလ်ကြီးမင်းထက်အပါအဝင်စစ်သားအများပြားတိတ်ဆုံးခဲ့ကြောင်းဒါအပြင်စစ်သားနှအိုးကိုလည်းအရှင်ဖမ်းမိခဲ့ပြီးအများပြားဒဏ်ရာရရှိကာစစ်ကြောင်းတစ်ခုလုံးပျက်စီးသွားကြောင်းသိရှိရပါတယ်စက်တင်ဘာလ23ရက်နေ့ကနေမီရှင်းလင်းရေးလုပ်ခဲ့တာပါရှင်းလင်းရေးလုပ်တဲ့အချိန်မှာစစ်တုံးပစ္စည်းအချို့တင်းဆက်ရရှိခဲ့ပါသေးတယ်အပွဲပေါင်းစုံနဲ့ရှင်းလင်းရေးလုပ်တာဖြစ်တဲ့အတွက် တချို့တော့အလောင်းတွေကတော့မှတ်တမ်းမရဘူးကျွန်တော်တို့ရှင်းလင်းရေးလုပ်တာကလည်းကျွန်တော်တို့ရဲ့နေမည်အတွင်းမှာပဲရှင်းလင်းရေးလုပ်လိုက်တာအခုအလောင်းတွေကကိုယ့်နေမည်အတွင်းမှာပဲရှိတဲ့အလောင်းတွေဖြစ်ပါတယ်စက္ခသေစရင်ကတော့အလွတ်တဘောပြောမယ်ဆိုရင်စေဦးလို့လည်းပြောလို့ရတယ်30လို့လည်းပြောလို့ရတယ်90လို့လည်းပြောလို့ရတယ်စစ်ကြောင်းပါပြတ်သွားတာအရေးအတွက်အတိအကျပြောမရတာကျွန်တော်ရတဲ့အလောင်းတွေမကဘဲနဲ့တခြားနေရာတွေမှာလည်းရှိနိုင်ပါသေးတယ်။အများလုကြတာဖြစ်တဲ့အတွက်တိတိကျကျမရေတွက်နိုင်ဘူး။ ဘူကြီးကတော့မင်းထက်လို့ခေါ်တယ်ဒုတိယပုံမူကြီးကတော့နာမည်မသိဘူးအလောင်းကတော့ကောင်းကောင်းသိတယ်အလောင်းတွေအားလုံးကိုအင်းအားစုတွေပေါင်းပြီးမိမြုပ်တကြိုပေးလိုက်တော့ဘာလို့ခီဦးမြတ်နဲ့ပြည်သူကောင်ကြီးတစ်ဖွဲ့မှတာဝန်ရှိသူကပြောကြပါတယ်စစ်သားများတိတ်ဆုံနေတဲ့တိုက်ပွဲဖြစ်ပွားရနေရာမှာစစ်တပ်ရဲ့အမတ်ရှိလက်ကြီးတက်နဲ့နှစ်မိုင်ဝန်းကျင်သာကွာဝေးပြီးမလဲစစ်တပ်ကလုံးဝအလောင်းလာမကောက်ကြောင်းထို့ကြောင့် PDF တွေကအလောင်းများကိုကောက်ယူ၍ကောင်းမွန်စွာတကြိုပေးရခြင်းဖြစ်ကြောင်း၎င်းကဆက်လက်ရှင်းပြပါတယ် အဆိုပါတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သားများအုံပြုတဲ့ MA3 အမျိုးအစားတနက်၄လက် MA1 အမျိုးအစားတနက်၅လက် BA63 G3 အမျိုးအစားတနက်တလက်ကာပိုင်တနက်တလက် B100 60mm ကွန်မန်ဒိုစင်ပြောင်းအတူတလက် MA5 ပစ္စတိုတနက်တလက် MA G ပေါက်တန်သုံးခု MA G ပေါက်ကို၆ခု BA63 G3 G ပေါက်သုံးခု MA5 ပစ္စတို G ပေါက်တစ်ခုရှစ်ထွက်မိုင်း၄လုံးနေမိုင်း၂လုံး 60mm ဘုံးဒီ၄လုံး RPG ဘုံးဒီတစ်လုံး၊ INA ကနှလုံး၊ကြီးကအုတ်ထုတ်၆လုံး၊ 5.56G 286တောင်း၊ 9mmG 9တောင်းငွေကျပ်52သိန်း9000တောင်းတို့ကိုတင်ဆက်ရရှိခဲ့ပါတယ်။တိုက်ပွဲအတွင်းမှာဖမ်းဆီးရရှိတဲ့စစ်တုံးဘက်နှုတ်အနက်တဦးမှာဒဏ်ရာရရှိခဲ့တဲ့အတွက်စေဝါကူတမှုပေးတာပြီးကောင်းမွန်စွာထင်းထင်းထားချောင်းနဲ့သိရှိရပါတယ်။အစုပါတိုက်ခိုက်မှုကိုအမတ်နှစ်ရွှေဘိုခိုင်အမတ်၃တက်ရင်ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ်ပကပါတိုက်နယ်၁တိုက်နယ်၂တိုက်နယ်၃ တိုင်းနယ်လေးတိုင်းနယ်ငါပကဖတ်များနဲ့ခင်ဦးမြတ်နဲ့ပလဖတ်တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူကာကွယ်တပ်ဖွဲ့ဝင်များဘက်မှအထိကိမရှိကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တက်ဆပ်ပေးခြင်းတော့ကတော့မလေးရှားနဲ့ထိုင်းနိုင်ငံမှာတရားမဝင်မြန်မာနိုင်ငံသားများစစ်တိုက်ဖမ်းဆီးခံရပြီးစစ်မှုတပ်အကျုံးဝင်နေတဲ့လူငယ်များအများစုပါဝင်နေကြောင်းတင်ဆက်ပေးပါမယ်မလေးရှားနဲ့ထိုင်းနိုင်ငံမှာတရားမဝင်မြန်မာနိုင်ငံသားများစစ်တိုက်ဖမ်းဆီးခံရကြောင်း အဆိုပါနိုင်ငံမြန်မာသတင်းဌာနများရဲ့သတင်းဖော်ပြချက်အရသိရှိရပါတယ်။ယမန်နေ့စက်တင်ဘာလ24ရက်နေ့ညပိုင်းမလေးရှားနိုင်ငံစီလံကောပြည်နယ်မှာမလေးရှားအာဏာပိုင်တွေကတရားမဝင်နေထိုင်သူတွေကိုစီမံချက်အော်ပရာစီနဲ့ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းအဲ့ဒီလိုဖမ်းဆီးရမှာမြန်မာ36ဦးအပါအဝင်တရားမဝင်နိုင်ငံခြားသား662ဦးဖမ်းဆီးရရှိခဲ့ကြောင်းတရားမဝင်နေပေါ်နိုင်ငံသားတအုပ်မှလွတ်မြောက်ရန်ထွက်ပြေးရင်တိုက်ပေါ်မှပြုတ်ကျတည်ဆုံသွားကြောင်းသိရှိရပါတယ်။ အလာရူထိုင်းနိုင်ငံကဲချနာပူရီခဲအတွင်မှလည်းတရားမဝင်ခိုးဝင်လာတဲ့မြန်မာနိုင်ငံသား6ဦးကိုဖမ်းဆီးရရှိကြောင်းထိုင်းသတင်းများကသိရှိရပါတယ်စက်တင်ဘာလ24ရက်နေ့ထိုင်းနိုင်ငံကဲချနာပူရီခဲဆက်ကလပူရီမြို့နယ်မှာအထောက်ထားစာရွက်စာတမ်းမပါတဲ့မြန်မာနိုင်ငံသား6ဦးဖြစ်တဲ့အသက်18နှစ်အရွယ်မောင်မင်းမွေအသက်19နှစ်အရွယ်မတ်အီချို အသက်32နှစ်အရွယ်ကိုမောင်ခိုင်းအသက်30နှစ်အရွယ်ကိုသားလေးအသက်35နှစ်အရွယ်မတ်အီချိုနဲ့ ်အသက်35နှစ်အရွယ်မတ်တင်မိုးအသက်35နှစ်တို့ဖြစ်ပြီးမြန်မာနိုင်ငံသား6ဦးကိုတင်ဆောင်လာတဲ့ထိုင်းနိုင်ငံသား2ဦးကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါတယ်။ယခုရက်ပိုင်းနဲ့လပိုင်းအတွင်းမှာမြန်မာနိုင်ငံဖျား30ဆဘတ်မှထိုင်းနိုင်ငံကင်ချနာပူရီခင်အတွင်းကိုခိုးဝင်လာတဲ့မြန်မာနိုင်ငံသားတွေကိုစက်တိုက်ဖမ်းဆီးခံရတဲ့အတွက်ထိုင်းတရင်ဌာနများမှာမြန်မာများဖမ်းဆီးခံရတဲ့တရင်များစက်တိုက်ဖော်ပြခံရပါတယ်။မြန်မာနိုင်ငံမှာအသက်18နှစ်မှ အသက်35နှစ်အတွင်းလူငယ်တွေကိုစစ်တပ်ကအတင်းအကျပ်ဆင်းမှုထမ်းခိုင်းနေပြီးထိုင်းနိုင်ငံကိုတရားမဝင်တွားရောက်ရင်းဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားများထဲမှာအသက်18နှစ်မှအသက်35နှစ်အတွင်းလူငယ်များအများဆုံးပါဝင်နေကြောင်းထိုင်းတရင်ဌာနများရဲ့သတင်းဖော်ပြချက်အရသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့မုံရွာမန္တလေးလမ်းပိုင်းမှာစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သားနှစ်ဦးသေဆုံးနိုင်ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်း၆ဦးမြို့နယ်မုံရွာမန္တလေးလမ်းပိုင်းမှာ အကြံဖတ်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရမှာစစ်သားနှုတ်တည်ဆုံနိုင်ကြောင်း People's Defense Force South Myanmar မှတာဝန်ရှိသူတအူးကပြောဆိုပါတယ်စက်တင်ဘာလ23ရက်နေ့မနက်9:30မိနစ်ခန့်အချိန်ကျောင်းဦးမြို့နယ်နယ်ရီကန်ဂိတ်မှထွက်ခွာလာတဲ့အင်အား30ခန့်ပါခြေလင်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကနယ်ရီကန်နဲ့ရေပိုးစားအကြမ်းရှိတဲ့နီလာကြောက်ခွေးဆက်အနီးမှာပရိဒါမိုင်းနှလုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းရင်းမိုင်းဆွဲတိုက်ခိုက်မှုအတွင်မှာအကြံဖတ်စစ်တပ်မှစစ်သားနှုတ်တည်ဆုံနိုင်ပြီး တော်လိုင်းရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ကြကြောင်းသိရှိရပါတယ်။စစ်ခွေးတွေဘက်ကတော့ထိခိုက်ဒဏ်ရာရတဲ့စစ်ခွေးနှစ်ယောက်ကတော့တိတ်ဆုံးနိုင်ပါတယ်။အခြေအနေတော်တော်ဆိုးတယ်လို့သိရတယ်ကျွန်တော်တို့ရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ People's Defense Force South Mongyaw မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။အလားတူစက်တင်ဘာလ22ရက်နေ့ကလည်းချောင်းဦးမြို့နယ်နေရီကန်စစ်တပ်ဂိတ်မှဒိုင်နာ၆ဘင်းကတစည်းနဲ့ထွက်ခွာလာတဲ့စစ်သားတွေကိုလည်း People's Defense Force စော့မုံရအဖွဲကနေရီကနဲ့ရေပိုးစားအချရှိနီလာကြောက်ခွဲဆက်အနီးမှာပရိဒါမိုင်းသုံးလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးစစ်သားများထိခိုက်မှုရှိကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ထိုင်းရောက်မြန်မာနိုင်ငံသားများရဲ့ CI စာအုပ်မှနိုင်ငံကူးလက်မှတ် PG ကိုပြောင်းလဲရင်ထိုင်းနိုင်ငံအတွက်သာအသုံးပြုခွင့်ပြုသည်ဆိုသောစာရမ်းများယနေ့မှစတင်၍ရိုက်နှိပ်ထုတ်ပြီးတက်တန်းတိုးနိုင်ငံကူးလက်မှတ်တွေကိုပါကန့်သက်လာနိုင်တဲ့အတွက်စိုးရိမ်မှုများရှိနေကြောင်းတင်ဆက်ပေးပါမယ် ထိုင်းရောက်မြန်မာနိုင်ငံသားများစီအိမ်စာအုပ်မှနိုင်ငံကူးလက်မှတ် PG စာအုပ်ပြောင်းလဲလိုက်တဲ့အခါထိုင်းနိုင်ငံအတွက်သာအသုံးပြုခွင့်ပြုသည့်ဆိုတဲ့စာရင်းများနိုင်ငံကူးလက်မှတ်မှယနေ့မှစတင်၍ရိုက်နှိပ်ထုတ်ပေးကြောင်းဗီဇာနဲ့ပတ်လျှောက်ထားမှုဝန်ဆောင်မှုပေးနေတဲ့အေဂျင့်များထံကနေစုံစမ်းသိရှိရပါတယ်။ဒီကနေ့ထိုင်းနိုင်ငံမဟာချိန်မှာစီအိမ်စာအုပ်မှ PG နိုင်ငံကူးလက်မှတ်တွားရောက်လဲလှယ်သူတွေကိုနိုင်ငံကူးလက်မှတ်ထုတ်ပေးရမှာရင်ကဲ့သို့ထိုင်းနိုင်ငံတနိုင်ငံတည်းအတွက်သာအသုံးပြုခွင့်ပြုသည့်ဆိုတဲ့စာရင်းများကို နိုင်ငံကူးလက်မှတ်မှာရိုက်နှိပ်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒီနေ့မှစဖြစ်တာကျမတို့ဝန်ဆောင်မှုပေးတဲ့မဟာချင်းရုံးမှထွက်လာတဲ့စာအုပ်တွေအကုန်လုံးအဲ့ဒီလိုဖြစ်နေတာ CI တမားတွေ PJ ပြောင်းရင်ထိုင်းပဲတည်တံ့ပြီးတော့တာလို့ CI မှ PJ နိုင်ငံကူးလက်မှတ်ပြောင်းလဲမှုဝန်ဆောင်မှုပေးနေတဲ့ Agent Pension တူကရှင်းပြပါတယ်။စက်တင်ဘာလ25ရက်နေ့မှာ CI စာအုပ်အစိမ်းမှ PJ စာအုပ်ရခြင်းရ၍သွားယူတဲ့မြန်မာအလို့တမားတွေရဲ့နိုင်ငံကူးလက်မှတ်များအားလုံးမှာ Passport for Thailand Only ဆိုတဲ့ ထိုင်းတနိုင်ငံနဲ့အတွက်သာအသုံးပြုခွင့်ပြုသည်ဆိုတဲ့ဒစိတုံးများရိုက်နှိပ်ထားခြင်းဖြစ်ပါတယ်။ CI မှ PG နိုင်ငံကူးလက်မှတ်ပြောင်းလဲသူများသာလက်တလော Passport for Thailand Only ဆိုတဲ့ဒစိတုံးနိုင်ငံကူးလက်မှတ်မှာထုတ်ခံရခြင်းဖြစ်ပြီးမြန်မာတန်ယုံကထုတ်ပေးနေတဲ့နိုင်ငံကူးလက်မှတ်တက်တန်းတုံးများမှာတော့အစိုးရစာရင်းများမပါဝင်သေးဘူးလို့သိရှိရပါတယ်။အခုလောလောဆယ် CI2 PG သမားတွေဟုတ်တယ်ဗျ။မဟာချိန်ရုံးမှာလဲလဲတဲ့သူတွေအဲ့ဒီလိုဖြစ်သွားပြီးတန်ယုံမှာတော့မရှိသေးဘူးလို့ ဗီဇာနဲ့ပတ်ဝန်ဆောင်မှုပေးနေတဲ့အေဂျင့်ကဆက်လက်ရှင်းပြပါတယ်။အဲ့ဒီလိုအကြံပတ်စစ်တပ်က CI စာအုပ်မှ PJ စာအုပ်ကိုပြောင်းသူတွေကို Passport for Thailand only တစိုက်တုံးရိုက်နေလိုက်ခြင်းဟာ PJ ပြောင်းကထိုင်းနိုင်ငံမှာတဆင့်တတိယနိုင်ငံတွေစီကိုထွက်ခွာဖို့ကြိုးစားလိုတဲ့မြန်မာလူငယ်တွေကိုလွတ်လပ်စွာသွားလာခွင့်ကိုဖိနှိပ်ချုပ်ချယ်ခြင်းဖြစ်တယ်လို့ထိုင်းရောက်မြန်မာတွေကသုံးသပ်ပြောဆိုကြပါတယ်။အခုကတန်ယုံမှတက်တန်းတိုးတဲ့နိုင်ငံကူးလက်မှတ်တွေပါအဲ့ဒီလိုကန့်တက်လာမှစိုးရင်ရတယ်။ ူတို့ကမဟုတ်တဲ့နေရာတွေမှာတွေးတောပြီးကန့်သက်လွန်လို့လို့ထိုင်းနိုင်ငံပုဂ္ဂလိကဘန်ကောက်တက္ကသိုလ်မှာ mass communication တက်ရောက်နေသူမြန်မာကျောင်းသူတဦးကသုံးသပ်ပြောဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းနဲ့စီးရီးသုံးသပ်ချက်သတင်းတွေကတော့ပေါလွန်နေတဲ့ရေခဲပြင်ပေါ်လမ်းလျှောက်နေရတဲ့အကြက်ဖတ်စစ်ကောင်စီခေါ်စစ်ကောင်မရှင်တိုင်းပြည်ဘန်နာအရေးမြစ်တွေအကုန်၃နာတောင်ဆစ်ရှုံးနေပေမဲ့မမှုတာရုရှားတရုတ်နဲ့ဝန်ယူဇွန်းနဲ့နိုင်ငံကြီးတွေရဲ့ထောက်ခံအားပေးမှုကြောင့်ပါတယ် ဒါကြောင့်လဲတရုတ်ရုရှားကဖိတ်ရင်တခင်နပယောပယီလုံနေတတ်တဲ့ခွေးတွေလိုပဲပယောပယီပယက်နရက်နဲ့အီနီတက်တာအချင်းဖြစ်နေပါပြီအခုပဲရုရှားကျင်းပမဲ့ကမ္ဘာအနုမြူဖိုရမ်ကိုတက်သွားပြန်ပြီးစက်တင်ဘာလ29ရက်နေ့ပြန်ရောက်မယ်လို့သိရပါတယ်လူယာဝင်ကျင်ဇွန်နဲ့အနုမြူဖိုရမ်ဝင်ကြီးဒေါ်လာ2500ပေးသွားတက်ပြီးကျွမ်းမင်းပူတင်စီကနေလက်နက်ခေယံတွေ drone တွေဝယ်ပြီးနေရာလဲရှာရင်ငါတလောက်ပေါင်းတဲ့လက်ဖက်အလူမျက်နှာလုံးအေခံရင် မျက်နှာချူသွေးပြနေရပါတယ်တော်လန်ရေး၄နှစ်ကျော်၅နှစ်နာရောက်လာချိန်မှာရုရှားနဲ့တရုတ်ရဲ့ထောက်ခံမှုနဲ့ကိုယ့်ရဲ့ပြည်သူလူထုကို crime against humanity လုပ်နေတာအာနာနဲ့ကြောက်စိတ် hybrid ဖြစ်ပြီးစိတ်ကစအာနာရှင်ဖြစ်လာပါတယ်အာနာရှင်တွေရဲ့ဘလောက်တေးတေးဘလောက်ပျက်စီးပါစေနောက်ဆုံးကဘာမီးလောင်တားကောင်ခြာနှင်းရပါစေအနိုင်ရလက်ထွက်ဖို့လိုတဲ့ဆိုတော့ရုရှား mind game ကိုအတူခိုးလို့ပဲကုန်ကြစီအလွန်ကြော်များတဲ့ဖျားဟစ်ဖြစ်ပါစေ လူတွေကဘလောက်တည်ကြည်ပျက်စီးနေပါစေနောက်ဆုံးအနိုင်ရလက်ထွက်ရင်လူတွေကမေ့ပျောက်သွားကြပြီးအောင်ပွဲခံဖို့သာစဉ်းစားကြတယ်ဆိုတော့ဗလာဒီမာ လီနင်ရဲ့မူကိုကင်ဆွဲထားလို့ပဲရခင်အာနာရှင်တွေဖြစ်တဲ့ဗလာဒီမာလီနင်နာဇီအာနာရှင်အဒေါ့ဖ်ဟစ်တလာ မော်စီ တုံးတို့လိုနောက်ပိုင်းဗလာဒီမာပူတင် ရှီကျင်းဖင်စတဲ့ထိပ်သီးအာနာရှင်တွေတမကအာဆက်ကျင့်စုမအလာအာနာရှင်ငယ်လေးတွေပါဒီနီလန်တိုင်းတသွေမတိန်ကျင့်သုံးကြတယ်သူတို့ရဲ့ slogan က might it's right ပဲ။ အာနာကတနက်ပြောင်းဝကထွက်တယ်ဆိုတော့မော်စီတုံးရဲ့တသနာပါအိမ်သားရင်နဲ့ပလုတ်ချင်းထားတဲ့ပါဇက်နဲ့ပြောတတ်တည်တာစိတ်ကောင်းချိတ်မအားလာကတော့လီနီနဲ့ပူတင်ရဲ့ရုရှားစတိုင်ကလုံးပြုတ်နေတာကြောင့်သူ့ရဲ့လက်ကင်တုပ်စစ်တပ်ဘလောက်ပဲပျက်စီးဆုံးရှုံးနေပါစေတင်းငယ်တဲ့အနိုင်ရရင်ကိုကြီးပောက်ရင်ဖုံထတတ်တဲ့ရက်အမောင်းနဲ့လက်သီးလက်မောင်းတန်းဖုံထနေတာအချိုးမပြေတဲ့မင်းစားတကောင်လိုပါပဲတိုင်းပြည်ဗန္နာနဲ့ပြည်သူအခွန်တွေတယံစာတကိုခိုးလူစားထားတဲ့စစ်ဘိုလ်ချုပ်တတိုင် တရုတ်လင်းမျိုးတရုတ်ဖြတ်နင်းထားတဲ့ပိရမစ်တည်ထားတဲ့စစ်တပ်အတွင်းစီမှာဘယ်ကောင်းမှမအားနာကိုတက်တွင်းပုံကန်ရဲမှာမဟုတ်ဘူးမြန်မာပြည်စစ်တပ်ရဲ့စည်ရည်ရဆိုတာ website fit all ဆိုတဲ့ပုံစံကွက်ထဲမှာကျင်းခံထားရတော့ DSC စတက်ခရေကပဲယာရုယာခံရပြီးကိုကျိုးစီးပွားတွေမတရားနီးနဲ့ချမ်းသာလာပြီးစစ်မျိုးစစ်တွေတွေဖြစ်လာတော့မာဒီမန်ဒီထက်စစ်ရည်ရရှင်းတန်ဖို့တော့အဓိကဖြစ်လာပါတယ်။ညကုန်းကကြွက်ဖြက်ရခတ်တယ်လို့ဖြက်မင်းဆိုရင်လည်း ရေနဲ့ထုမိနဲ့တိုင်မှာဖျက်လို့ရပါလိမ့်မယ်။ဒါကြောင့်ဒီຫນွေဦးတွန်လန်ကြီးက zero sum game ဖြစ်နေပြီးတွေးချောင်းစီးနေရတာဖြစ်ပါတယ်။ပြည်ရင်းစစ်ကြားမြင့်နေပြီးတိုင်းပြည်ရဲ့ de facto အရအာဏာသိမ်းထားတဲ့စစ်ကောင်စီဘက်ကတရုတ်ဘက်ကင်ပေးနေတာဖြစ်ကစစ်လက်နက်ခဲယံ drone အစင်းမြင့်ဤပညာတွေထောက်ပံ့ပေးနေတာလည်းဖြစ်ပါတယ်။တရုတ်ရဲ့ firewall တွေနဲ့မြန်မာပြည်သူလူထုရဲ့လွတ်လပ်ခွင့်ဒန်းတူဖြစ်ရေးရပိုင်ခွင့်တွေကိုဖိနှိပ်ဖျက်ဆီးပြနေတာ စစ်ကောင်စီနီးတူတရုတ်မူတီရေးစိတ်တက်အကောက်အောင်လှုပ်လာနေခဲ့ပါတယ်။တော်လိုင်းရေး၄နှစ်ကျော်၅နှစ်နာရောက်လာချိန်မှာရုရှားနဲ့တရုတ်ဘယ်လိုထောက်ခံအားပေးနေပါစေအနီရောင်စီးသုံးတံဘယ်လိုပဲတာတာတိုင်းရင်းသားလက်နက်ကင်တွေကိုချင်းချောက်ဖိအားပေးနေပေမဲ့အနောက်တကားကိုတော့လက်လွတ်ဖို့တေချာတလို့ဖြစ်နေပါပြီ။မြောက်ပိုင်းနဲ့အနောက်မြောက်ဘက်မှာလည်းတော်လိုင်းအရှိဟုံမြင့်တက်လာပြီးစစ်ကောင်စီရဲ့ထိုးစစ်ကတောင်းငနေဖြစ်လာပါတယ်။စစ်တပ် lobby တွေဘက်က ရခိုင်နဲ့ကချင်ဘက်မှာနောက်ဆုံးစစ်တပ်ကဘယ်လောက်ပြုတ်ပြုတ်ပျက်စီးနေတဲ့အဆောက်အုံတွေဆုံးရှုံးမှုတွေကြောင့် stalemate ဖြစ်တယ်လို့ပြောနေပေမဲ့အတော်ပူလောင်နေရတာကိုတွေ့ရပါတယ်။လူလိုင်းထိုးစစ်အစစ်မြင့် drone နဲ့လက်နက်ကြီးတွေလေကြောင်းအာတံမှုတွေအာတံတုံးနေပေမဲ့ minus ပြနေတာဟာကြာနိုင်ရင် လုံးပါပါမယ်ဆိုတာကိုစစ်လော်ပြီးပြီးကိုယ်တိုင်သိပါတယ်။တရုတ်ကြောင့်ရှမ်းမြောက်မှာနှမျိုးလောက်ပြန်ရတာ BGF ကြောင့်လေကီကောကိုထိုးစစ်ထိုးနေတာ line board တက်အောင်အောင်အရင်တန်နေပေမဲ့ အချမ်ပါစစ်တပ်ဒိုးစစ်အကြိမ်ကြိမ်လန်ကျနေတာကြောင့်ရွှေအပ်ငရုတ်တီမီပြီးလိတ်ကောင်းထွက်နေတဲ့စအိုကို ပိတ်ပိတ်နေရတာကြောင့်အထက်လန်အောက်လျှော့ဖြစ်နေတာလဲဒင်းတို့ကိုယ်တိုင်အသိဆုံးပါပဲအထူးသဖြင့်ဝန်လက်တွေကိုစီးနေတာရှုံယုံတယ်မကပဲလူမျိုးရေးဘာသာရေးနဲ့သွေးခွဲတက်ရှူတာကျွမ်းကျင်တဲ့စစ်တောက်လန်ရေးစရဖတ်ချဘိုးတွေအကုန်လက်မှန်ချရတဲ့အထိအရကတ်တတော်နဲ့ရခိုင်ပြည်သူလူထုကတသားတွေကြနေအောင်စီလုံးမိလျက်တာဖြစ်သွားတယ် အခက်ခဲကြုံရလေရုံထွက်လွတ်မြောက်ဖို့တသားတည်းဖြစ်လာစေကျူကဲလျံရဲ့တချောင်းတဲသောစိတ်ကိုအာရခတ်တတော်စီဦးစီကျုံနဲ့တမူးရရဲ့တာဝန်ယူမှုတာဝန်ခံမှုခေါင်းဆောင်မှုနဲ့အချင်းကိတ်ဖြစ်လာတဲ့အခါမှာစစ်အာဏာရှင်လက်အောက်ကလွတ်မြောက်ဖို့ဖြစ်တည်လာခဲ့တယ်။ရှေးမှာခရီးကရှီလျားသေးတာမှန်တယ်။အခြေခံအုတ်မြစ်ခိုင်းမှပြီးဝလက်တူရဲ့အသွေးသားတွေကနေစစ်အာဏာရှင်လက်အောက်ကလွတ်မြောက်ဖို့ကိုရည်တံနေတဲ့စိတ်ကိုအကြံဖတ်စစ်တပ်ရိုက်ချိုးလို့မရတော့ပါဘူး။ Human Rights Council အောက်ကနေ Reliant Crime အီရင်ကျူးခွက်ခောက်တတ်တဲ့နိုင်ငံတကာ narrative တွေရဲ့စကြကွင်းလုံးမှုချူစီတက်မှုတွေကို Oracle တက်တော်ရဲ့စီးကျက်ညီညီလှုပ်ရှားမှုမှာအပြော့လာတာတွေ့ရပါတယ်။ထန်းလျှောက်ခံကြေးရွာ genocide case မှာကြည်လေအကြံဖတ်စစ်တပ်နဲ့တပတ်နိုင်ငံ BGP အရာရှိအချို့လက်သက်မွေးထားတဲ့အကြံဖတ် Muslim တပ်ဖွဲ့တွေလက်ဝါးချင်းရိုက် UN Third Committee မှာခေါင်းထောင်တဲ့ OIC က hitman တွေလုပ်ပြီးအော်ချက်ထုတ်တဲ့နှစ်ဖက်ညှက်ထားတဲ့လူမျိုးရေးပဋိပက္ခစစ်ပွဲကို AA ကစစ်ပွဲနဲ့အနိုင်ယူပြီး အေးခေါင်းဆောင်ကချိန်သားကြိုက်ထွက်ရှင်းပြမှုတွေကအကုန်စွန့်အားသွားစေခဲ့ပါတယ်။ NLD အစိုးရလက်ထက်2016-2019ခုနှစ်မှာဒီလိုတလိုင်းမှဖြစ်တဲ့အချိန်အစိုးရကိုနောက်ကျောဓာတ်နဲ့ထိုးတဲ့အချက်ဖတ်စစ်တကြောင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ခေါင်းခံခဲ့ရတယ်။၂008ခြေဦးကြောင့်အာဏာယူထားတဲ့စစ်တပ်နဲ့နိုင်ငံတကာကြားမှာရှောက်လန်းနေရတဲ့ဒေါအောင်ဆန်းစုကြည်ကနိုင်ငံအတွက် ICJ မှာရှောက်လဲခဲ့ရတယ်။နိုင်ငံတော် အာဏာအပြည့်အဝမကင်ထားရတဲ့အချိန်ဒီအောက်မှာ NLD အစိုးရက စစ်တပ်နဲ့နိုင်ငံတကာကြားမှာချီးကျူးမိခဲ့ရပါတယ်။ဒီအခြေအနေကိုအေးကောင်းဆောင်ပို့ချုပ်ထွန်းမြတ်နိုင်ကခရီးစည်းတွင်ကြတည်ပြီးဘယ်လိုကြော်ဖြတ်ရမလဲဆိုတာအချင်းယူလေ့လာခဲ့တယ်ဆိုတာ၎င်းရဲ့အင်တာဗျူးမှာပြောခဲ့တဲ့စကားအရသိရှိရပါတယ်။စီရေးနိုင်ငံရေးအရာအတူတွဲပြီးလုံမှသာဒီလူမျိုးရဲ့ပြစ်ပကတ်ထောင်ချောက်ကိုကြော်နိုင်မယ်ဆိုတာသိပါတယ်။လူမျိုးစုနှစ်စုအကြားငြိမ်းချမ်းစွာအတူရှင်တွဲရေးအတွက်တစ်ဖက်ကိုချင်းကပ်ရမှာနားလည်မှုရှိပေးမှရပါမယ်။ရခိုင်မျိုးအများစုကိုတင်ပိုက်လာတဲ့အေအေကို နိုင်ငံတကာကအတိအမှတ်မပြုတ်အောင်အပုတ်ချလို့ရအောင်မူရည်စေဝါပြန်ပြူရောင်းချနေတဲ့အဖွဲ့ဖြစ်ပုံဖော်တယ်။ဒါကိုဘင်္ဂလားဒေ့ရှ် BGP ကလိုက်ကပေးတယ်။အေးမူရည်စေကိုအရှိလေပိုင်းတိပြန်ပြူတဲ့ narrative ဖန်တီးပြတယ်။အကျိုးမြတ်တော့ရန်သူအချင်းချင်းခိတ္တမဟာမိဖွဲ့ပြီးအေးကိုထိုးချပါတယ်။အေးစဦးစီးချုပ်ဘူချုပ်ထွန်းမြနိုင်ပြောတာကရှင်းရှင်းလေးပါ။မူရည်စေဝါတွေဘယ်မှာထွက်လို့လဲ။ဘေလင်းကျောင်းကနေလာတယ်လေ။နိုင်ငံတကာကိုဖျက်နိုင်ဖို့ကတင်းမော့တွေလိုပါတယ်။ရွှေသမင်ဘေကထွက် မင်းကြီးတာကထွက်ဆိုသလိုပဲရှမ်းမြောက်ကမူရစ်စေဝါတွေကစစ်ကောင်စီထင်းချုပ်ထားတဲ့မြို့ကြီးပြကြီးကစိတ်ကန်းကနေပင်လေကိုထွက်ပြီးရောင်းဝယ်ဖောက်ကနေလို့ပေါ့ဘူဒီတော်မောင်တော်ကိုမေယူလွင်ပြင်လှုပ်ချနေတဲ့အာဆာလိုမွတ်စလင်အကြမ်းဖက်အဖွဲ့တွေဖွဲ့စည်းထားတဲ့တပ်နဲ့အေးအေးထင်းချုပ်ထားတဲ့နေရာကိုဝင်တိုက်ပါတယ်။နောက်ကွယ်လက်မဲ့ရင်းမှာနှစ်ဖက်စစ်တဲ့အရာရှိကြီးတွေဖွဲ့ထားပြီးပိုက်ဘုံးမိနေတဲ့ဘင်္ဂလားအစိုးရနောက်ကွယ်ဖန်တီးသူတို့ချို့နဲ့မြန်မာစစ်တပ်လက်မဲ့ဖန်တီးသူတို့ချို့ ဒီနေရာမှာနှစ်ခုကို safe zone လို့ပြီး AA ကိုတွန်းချဖို့လုပ်ပါတယ်ဒီလိုအဖက်ဖက်ဘေးရန်တွေကနေ AA အနေနဲ့တဆင်ချင်းဖြည့်ရှင်းနေရတာလည်းဖြစ်ပါတယ်အဓိကစည်ရေးအရာအနိုင်တိုက်ပြီးမှသာဒီလမ်းကြောင်းကိုခင်းလို့ရမယ်ဆိုတာဗိုလ်ချုပ်ထွန်းမြတ်နိုင်တဘောပေါက်ပါတယ်ရခိုင်မြို့နယ်၁၄မြို့ရခိုင်ပြည်ရဲ့မဟာပြူဟာကြားတဲ့ဝင်ပေါက်ဖြစ်တဲ့ပလောဝမြို့ကိုတင်ပြီးချင်းညီနောင် CB ကိုစည်ရေးအကူအညီပေးတယ်ထိစပ်နေတဲ့မကွေးပဲခူးအေယာဝတီမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့တွေနဲ့မဟာမိတ်ပြုတ်ပြီးစစ်ကောင်စီမြေပြင်ထိုးစစ်ကို ခံစစ်တိုက်စစ်အရှင်ကစားပြီးရခိုင်ပြည်ထဲကတိမ်းထားတဲ့နေရာတွေကိုလုံခြုံအောင်ကာထားတယ်။လီချောင်းကနေပင်လယ်ထဲကနေပြစ်ခတ်လိုက်တာကလွဲလို့အေးအေးသိမ့်ပိုက်ထားတဲ့မြို့တွေကိုထိုးစစ်ဆင်ဖို့မပြောနဲ့ကြောက်ဖြူမာတော်အသေးအတန်ခုခံစစ်ပြင်နေရပါတယ်။အေးအေးကြောက်ဖြူတာရရင်ပတ်ဝိုင်းထားတဲ့စစ်တွေကိုလေစည်းညစ် zip zip လုပ်လို့ရပါပြီ။အေးအေးရဲ့မဟာဗျူဟာထိုးစစ်တွေရုတ်လုံးကြွနေပြီးအနည်းနဲ့အမြန်ရခိုင်ပြည်တစ်ခုလုံးကိုသိမ်းယူဖို့ကလည်းမဝေးတော့ပါဘူး။ရခိုင်ပြည်သူတွေလောက်စစ်ဘေးတန်ခံရတာမရှိဘူး။ ဖြက်လေးဖြက်လုတ်ခံရတာလည်းမရှိဘူးအမုံတရားနဲ့တွားနေတဲ့လူမျိုးစုနှစ်စုကြားပြဿနာမရှိဘူးအေအေလောက်အကျန်းဖက်မွတ်စလင်အဖွဲ့နဲ့တိုက်ခိုက်ခံရတာမရှိဘူးနိုင်ငံတကာလူ့ခွင့်ရေးမျက်နှာဖုံးအောက်ကနေရွဆွတ်တာမရှိခဲ့ဘူးဘယ်လောက်ပဲခက်ခဲနေပါစေဝန်လက်တွေရဲ့ဇာတိချက်တွေပင်လေပင်လင်းညူလေအေးအောက်မှာမိုးဆက်တွေရဲ့အရသာကိုခံရင်ခြေတန်းလုံးစစ်စင်ရေးကအောင်မြင်တဲ့အခိုက်အတန့်ကိုချင်းနဲ့ဝင်ရောက်ခဲ့ပါပြီ။ဥညွတ်ပါတဲ့အေအေစတိတ်လီဒါအဖြစ် တက်လှမ်းခဲ့ပြီပါ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေသိကိုချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။